ကျောက်ဖြူမြို့နယ်အတွင်းဖြစ်ပွားနေတဲ့တိုက်ပွဲတွေအတွင်းစစ်ကောင်စီဒုတိယဗိုလ်မှူးကြီးအဆင့်ရှိသူတယောက်ပါဝင်စစ်သုံးပန်းအများပြားကိုအာရခတက်တော် EE ကလက်ရဖမ်းမိခဲ့တယ်လို့သတင်းရရှိပါရယ်ဖမ်းဆီးခံရသူဒုတိယဗိုလ်မှူးကြီးအဆင့်ရှိသူကတော့တိုင်းစစ်ဦးစီးမုံပထမတန်းကပအမကြီး3953နှစ်ဒုတိယဗိုလ်မှူးကြီးကျော်လင်းကြိုင်ဖြစ်ပါရယ် သူနဲ့အတူစစ်သုံးပန်းအများအပြားကိုလေလက်ရဖမ်းဆီးရမိခဲ့တယ်လို့ကြောက်ဖြူမျိုးနေကအေးအေးနဲ့နီးစက်တဲ့မျက်မြင်စီသတင်းမြင့်တယောက်ကနရင်းစရာကိုပြောပါရယ်အာရခတက်တော်အပေါ်ကြောက်လန့်တကြားဝရုံသုံးကားထုစစ်စင်နေတဲ့စစ်ကောင်စီတပ်ဟာမီလ30ရက်နေ့နေ့ခင်းပိုင်းကမင်းတက်တောင်ကြီးရွာနီးနှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပြီးအဲ့ဒီတိုက်ပွဲအတွင်း ဒုတိယဗိုလ်မှူးကြီးကျော်လင်းကြိုင်အပါအဝင်စစ်သုံးမှန်အမြောက်များကိုအာရခတက်တော်ကလက်ရဖန်စီရမိကြတာလို့သူကဆက်ပြောပါတယ်စစ်ကောင်စီရဲ့ထိုးစစ်ကြောင်းကြောက်ဖြူမှာတိုက်ပွဲတွေနေတိုင်းလိုလိုရှိနေပြီးတိုက်ပွဲဖြစ်တိုင်းစစ်ကောင်စီတက်တွေအရှုံးနဲ့ရင်ဆိုင်နေကြရတယ်လို့ဒေသခံတွေစီကလည်းပြောပါတယ်